့စင်ပြိတ္တပေါမင်္ဂလာပါအော်တိုဘာလ29ရက်နေ့မှနိုဝင်ဘာလ2ရက်နေ့ထိခွန်ရသောတောင်းမြောက်တဲ့တပတ်အတွင်းလုပ်ငန်းဆောင်တာများနဲ့ကောင်းကျင်ဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုဘားဆရာကြီးဒေါက်တာမင်းသိန်ခိုင်ဤစနစ်အတိုင်းကျွန်တော်ဆရာသိန်းတိုင်းဆိုမှတဲရောဖြင့်သေးစိတ်တစ်စိတ်ပေးထားပါသည်တနင်္ဂနွေတောင်းမြများဒီရက်တွေအတွင်းမှာလုံသမျှကြံသမျှလွဲချော်နေတတ်ပါတယ်လုပ်ငန်းတွေအဆင်ပြေမလို့လို့နဲ့မပြေဘဲဖြစ်နေပါလိမ့်မယ်လုပ်ဖို့ကံဖက်တွေနဲ့စစ်သဘောထားတိုက်ဆိုင်တာတွေဖြစ်ပြီးလုပ်ငန်းပြောင်းချိန်စိတ်ပေါ်နေပါလိမ့်မယ် လုပ်ငန်းဟာမပြောင်းတင်သေးပါဘူးမဖြစ်စလောက်ကိစ္စလေးတွေကစပြီးပြဿနာတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ဒီအချိန်မှာနိုင်ငံခြားလူမျိုးကြားနဲ့ပတ်သက်ပြီးအကျိုးရှိနိုင်ပါတယ်စနေသားသမီးတွေရဲ့အကူအညီတွေလည်းရလာတတ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့စီးမျက်စိနားနှာခေါင်ဂယူဆိုင်ဖို့လိုပါလိမ့်မယ်။ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ကနန်းတွေကတော့တစ်ကနန်း၊၈ကနန်းပဲဖြစ်ပါတယ်။ညံ့နာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်ဖျော်တဆူဆူရဲ့စနေတော့မှာထီးပူစနက်လက်လှူဒန်းပြီးလိုရာစုတောင်းလိုက်ပါ။ မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်တနင်္လာသားမင်းများတရက်တွေအတွင်းမှာရန်လူသူတွေတန်းစီနေတတ်ပါတယ်မတော်တဆထိခိုက်မိတာကျမ်းမာရေးညံပြီးဆေးရုံဆေးခန်းရောက်တာမျိုးကြုံရတတ်ပါတယ်ဘာမဆိုသတိကြီးစွာထားဖို့လိုပါလိမ့်မယ်အလုံမှာလည်းအနောက်ရက်တွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်မိမိအမားကိုစောင့်ကြည့်နေသူများစွာရှိနေတတ်ပါတယ် အစိုးရမှအလုံးနဲ့ပတ်သက်ပြီးအခြေအနေသည့်အဆက်အသွယ်သည့်အကူအညီကောင်းတွေကြုံနေရတတ်ပါတယ်။ဆွေမျိုးသားချင်းစတာတွေကတည်င်းတွေအဆက်အသွယ်တွေရလာတတ်ပါတယ်။ကိုယ်တိုင်လည်းခီးဝေးတွေတွားရတတ်ပါတယ်။မထင်မှတ်တဲ့ကြီးခဲ့သူတွေအကူအညီပေးလာတတ်ပါတယ်။အောက်လက်ငယ်သားတွေကဒုက္ခပေးတတ်ပါတယ်။ဘလောက်ပဲကောင်းအောင်နေနေယုံတို့ဂတ်တို့နဲ့ပတ်သက်ရတဲ့ကိမျိုးဖြစ်နေတတ်ပါတယ်။ ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကနန်းတွေကတော့၃ကနန်း၉ကနန်းပဲဖြစ်ပါတယ်။ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်မိမိအိမ်ဖေအားမှာတပြေ၂၁ညွန်းအုံချောင်းညွန်းလှူဒန်းပြီးလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။အင်္ဂါတော်မြင်များဒီရက်တွေအတွင်းမှာစိတ်လေပြီးဆုံးမြတ်ခက်တာတွေကြုံရတတ်ပါတယ်။ မှားယွင်းစွာဆုံးဖြတ်မိတတ်ပါတယ်။အလုံးမှာစိတ်ဝင်စားခြင်းမရှိဘဲဖြစ်နေတတ်ပါတယ်။အိမ်မကက်ခြင်းပဲဖြစ်နေတတ်ပါတယ်။လက်လဲအလွန်ပိတ်နေပါလိမ့်မယ်။ငွေမဝင်တဲ့အပြင်ရှိနေတဲ့ငွေတွေက စီလိုအပေါက်ရှာပြီးထွက်နေတတ်ပါတယ်။ဒီအချိန်မှာငွေတွေအလုတ်ထဲမှာမမြုံနှံတင်သေးပါဘူး။အရင်ထဲမှာပါသွားတတ်ပါတယ်။ဆရာသမားများနဲ့လည်းအဆင်မပြေဖြစ်ပါလိမ့်မယ်။မလိန်တဲ့ဘက်လို့သူလိမ်မဲ့သူတွေနဲ့တွေ့ရတတ်ပါတယ်။ ဘာသာရေးကိစ္စစက်တူရှယ်ယာကိစ္စတွေကတော့အဆင်ပြေနိုင်ပါတယ်။စာချုပ်ကိစ္စအလှူကိစ္စအဋိဌံလိုဟာမျိုးတွေကတော့အဆင်မပြေဖြစ်ရတတ်ပါတယ်။ကျန်းမာရေးအနေနဲ့ကတော့လေထုံးလေအောက်နှလုံးဒူနာကူးစိုက်ဖို့လိုပါလိမ့်မယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍ၄ကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်အိမ်ဖျားမှာအုံနှုတ်ခေါ်ဆွဲလှူဒန်းပြီးလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ ဗုဒ္ဓဟူးသားမင်းများဒီရက်တွေအတွင်းမှာထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်တတ်ပါတယ်။ရက်နေတဲ့အလုပ်တွေလည်းပြန်ရတတ်ပါတယ်။အဲ့လိုပဲမိဟောင်းဆွေဟောင်းတွေနဲ့လည်းပြန်လည်စုံစည်းရတတ်ပါတယ်။ငွေကလည်းတိတိတသာတိုးတက်လာပါလိမ့်မယ်။ပျော်ပဲရှင်ဝဲသွားတာမျိုးကလေးတွေကိုရုပ်ရှင်ပြတာမျိုးလုပ်ပေးတင်ပါတယ်။ငွေတွေကလည်းတုံးလီဝင်းလီဖြစ်လာပါလိမ့်မယ်။ရည်ရွယ်ထားတဲ့လုပ်ငန်းတွေစတာတွေတိုးချဲ့တာတွေမျိုးလုပ်တင်ပါတယ်။ဆရာသမားမေရင်ဆွေရင်များနဲ့လုပ်ဖို့ကံမြများနဲ့ကတော့အဆင်မပြေဖြစ်တတ်ပါလေဒီအချိန်မျိုးမှာ အမှုဖြစ်နေတဲ့လူကိုငွေချေးတာတို့အာမခံတာတို့မလုပ်ဖို့တတိထားတင်ပါတယ်။ကျမ်းမာရေးနေနေကတော့အကျော်အစစ်ဒုက္ခပေးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့လေးကဏ္ဍ၅ကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်မိမိအိမ်ဖျားမှာရွက်လာလေးညွတ်တောက်တော်ရီလေးွက်လှူဒန်းပြီးလူရစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ ကြာသပတိတောင်းကြီးများဒီရက်တွေအတွင်းမှာလက်ရှိလုပ်ငန်းတွေလည်းအဆင်ပြေအောင်မြင်နေပါလိမ့်မယ်။ရှေ့ဆက်ပြီးလုပ်ရမယ့်လုပ်တွေလည်းအခြေအနေကောင်းနေပါလိမ့်မယ်။တင်းတို့စူးစမ်းအထောက်အကူများအတီးပွင့်တွေကိုခန်းဆားရမယ့်အချိန်ဖြစ်ပါတယ်။ငွေကြေးပစ္စည်းဥစ္စာဖက်ဖက်ကနေအဆင်ပြေလာပါတော့မယ်။မိတ်ဆွေတွေကကူညီတာကြီးကဲသူတွေကမဆတာမိမိလုပ်ငန်းနဲ့ပတ်သက်ပြီးအကြံကောင်းညံကောင်းပညာကောင်းရတာမျိုးတွေကြုံရတတ်ပါတယ်။ရဝေးနဲ့ဆက်သွယ်ပြီးတော့လည်းအချိုးထူနိုင်ပါတယ်။မိသားစုဒါမှမဟုတ်အလုံးနဲ့ပတ်သက်တဲ့အောက်လက်ငယ်သားတွေကြောင့်စိတ်တော်ကရောရတာမျိုးကြုံရတတ်ပါတယ်။ ောင်မြင်မှုတွေကြားမှာတိုက်ခန့်တွေမနာလိုလိုပြဿနာရှာတာမျိုးတွေကြောက်တွန်းခံရတာမျိုးတွေကြုံရတတ်ပါတယ်။ဒါပေမဲ့မိမိလောက်ဆာရှိတာတွေကိုဆက်လုပ်သွားပါ။ကျမ်းမာရေးအနေနဲ့ကတော့သွားသွေးဒုက္ခပြီးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ၄ကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်အိမ်ဖျားမှာ စမူလာ၅ခုတူတန်းပြီးလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည် တောက်ကြတောင်မြင်များဒီရက်တွေအတွင်းမှာအလုံးနဲ့ပတ်သက်ပြီးအခြေအနေကောင်းတွေကြုံပါလိမ့်မယ်။ထင်ထားတာတွေပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်။လုပ်ငန်းခြေနေပြောင်းလဲတွေကြုံရတတ်ပါတယ်။လက်ရှိလုပ်ငန်းတွေကိုတိုးချဲ့တင်ပါတယ်။လုပ်ငန်းတင်များလည်းစရင်ကောင်းနေပါတယ်။အတိုက်ခံလေးတွေတော့ရှိတတ်ပါတယ်။ဒါပေမဲ့အောင်မြင်သွားမယ့်ခြေမျိုးဖြစ်ပါတယ်။လုပ်ငန်းတွေကောင်းပြီးငွေကြေးအဆင်ပြေဖြစ်တတ်ပါတယ်။အလိန်ခံရတာအခိုးခံရတာအလဲဟတ်သက်ထွက်သွားတာမျိုးတွေကြုံရတတ်ပါတယ်။ဒီရက်ပိုင်းတွေမှာတင်းတို့အနေနဲ့ခီးနဲ့ပတ်သက်ပြီးအကျိုးထူးနိုင်ပါတယ်။ ဝမ်းသာစရာဧည့်သည်တွေသတင်းကောင်းတွေလည်းလျှောက်လာတတ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့မျက်စိနားနှာခေါင်းဒုက္ခပိတတ်ပါလေဒီတစ်ပတ်မှာကံကောင်းစီတဲ့ကနန်းတွေကတော့တုံညာကနန်းကိုးကနန်းပဲဖြစ်ပါလေညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်ဖျားတဆူဆူရဲ့တောက်ကြတောက်မှာရက်လေးလက်တပြေချောင်းညွှန်လှူဒန်းပြီးလူရစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည် စနေတောင်းရင်းများတရက်တွေအတွင်းမှာရည်ရွယ်ထားသမျှရဲရဲသာလုပ်ပါတင်းတို့အတွက်အောင်မြင်မှုတွေကစောင့်ဆိုင်းနေပါလိမ့်မယ်အဆက်အသွယ်ကောင်း၊ကုညီကောင်းတွေလည်းပေါ်လာပါလိမ့်မယ်ငွေချင်းနဲ့ပတ်သက်ပြီးကံကောင်းတဲ့အချိန်ဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံတဲ့ကိစ္စတွေလုပ်တင်ပါတယ်အလိုတန်ဆွေမျိုးတွေကိုကုညီထောက်ပံ့ရတာမျိုးကြုံရတတ်ပါတယ်နေရာထိုင်ရင်းနဲ့ပတ်သက်လို့အနေငယ်စိတ်ညစ်ရပါလိမ့်မယ်ဒါပေမဲ့ထင်သာတာတဲ့ပို့ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်မိသားစုအတွင်းမှာလည်းရှင်းရခဲ့တဲ့ပြဿနာတွေရှုပ်နေတတ်ပါတယ် ခီးတို့တွေမကြာခဏသွားရတတ်ပါတယ်။စာရွက်စာတမ်းနဲ့ပတ်သက်ပြီးတော့လည်းစိတ်ညစ်ရတတ်ပါတယ်။ဒီလိုရံမျိုးမှာစက်တူရှယ်ယာလုပ်ငန်းမျိုးရှိရင်တော့အဆင်မပြေမှုလေးတွေကြုံရတတ်ပါတယ်။ ကျမ်းမာရေးနေနဲ့ကတော့အာယုံကျော်ဝမ်းပိုက်ဒုက္ခပိတတ်ပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကနန်းတွေကတော့၅ကနန်း၁ကနန်းပဲဖြစ်ပါတယ်ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်ဖျားတဆူဆူရဲ့တင်းလာထောက်မှာငွေဒီကိုလက်လှူဒန်းပြီးလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည် ခொနီရတော်မီပြိသက်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့ဗားဆရာကြီးဒေါက်တာမင်းတိန်ခိုင်တပြင်းဖြစ်သောကျွန်ုပ်ဆရာသိန်းထိုင်ဆိုမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်။